တော်လာရေးတော်လာရေးဆိုပြီးအော်နေကြပြီမဲ့တကယ်တမ်းကစားခွက်ထဲမှာဘသူတွေလှူရှားနေလဲဆိုတာစဉ်းစားဖို့လိုပါတယ် PDL လား IUG လားဒါမှမဟုတ်ဆယ်စုနှစ်ပေါင်းများစွာလက်နက်ကင်တော်လာနေခဲ့တဲ့ EAO တွေလား EAO တွေအများကြီးရှိနေတာဘာထူးလဲဆိုပြီးတော့မေးကောင်းမေးပါလိမ့်မယ်သူတို့နဲ့တကယ်လက်တွဲနိုင်ပါမလားဆိုတာလည်းစဉ်းစားစရာအခြေအနေပါဒီဗီဒီယိုမှာဒီမေးခွန်းရဲ့အဖြေကိုကျွန်တော်ရှင်းပြချင်ပါတယ် ် EAO တွေကိုရှင်းရှင်းပြောရမယ်ဆိုရင်သူတို့ဟာမြန်မာနိုင်ငံရဲ့တောင်ပိုင်းမြောက်ပိုင်းဒေသတွေမှာဆယ်စုနှစ်ပေါင်းများစွာကြာအောင်ခုခံတော်လှန်ရေးရအစအုပ်တစ်ခုလိုမျိုးတည်ဆောက်ထားခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာစစ်တပ်နဲ့တိုက်ဖူးတဲ့အတွေ့အကြုံတွေရှိတယ်။ဒေသခံပြည်သူတွေရဲ့ယုံကြည်မှုကိုရထားတဲ့တော်လှန်ရေးရတက်ကြီးဝကြီးတွေလိုဖြစ်နေပါတယ်။ဒါဟာနေပေါင်းများစွာအုံမြင့်ချထားတဲ့အိမ်ကြီးနဲ့တူပါတယ်။ ဒါဆိုရင်မေးစရာရှိတာကဒီလောက်အတွေ့အကြုံရင်းတဲ့သူတွေဘာလို့ညိနေတာလဲဆိုတာပါပဲအဓိကအချက်က AO တွေတော်လာရေးမှာယိုယို role player ယိုယိုကစားသမားတွေမဟုတ်ပါဘူးသူတို့ဟာတော်လာရေးရဲ့အခြေခံအုံမြင့်တွေလိုမျိုးဖြစ်လာခဲ့တဲ့အခြေအနေဖြစ်ပါတယ်အစားအုပ်တစ်ခုရဲ့အောက်ခံမြေသားနဲ့တူပါတယ်အောက်ခံမခံရင်ဘာမှဆက်ဆောက်လို့မရတဲ့သဘောမျိုးပြောချင်တာပါ2020အာလာတိတ်ပြီးနောက်ပိုင်းမှာ AO တချို့ဟာ တော်လိုင်းရုပ်ကိုထောက်ခံခဲ့ကြပါတယ်။ဒါပေမဲ့တချို့ကတော့ထောက်ခံဖို့ခိုင်မာတဲ့မဟာဗျူဟာမရှိသေးပါဘူး။စစ်တပ်ကတိုက်ခိုက်လာရင်တော့ခုခံဖို့အဆင်သင့်ရှိပေမဲ့နိုင်ငံရေးရပူးပေါင်းဆောင်ရွက်ဖို့ဆိုတာအစောပိုင်းကတည်းကသူတို့အတွက် strategy မရှိထားပါဘူး။ဒါဟာမိုးရွာရင်ထိဆောင်ဖို့အဆင်သင့်ဖြစ်နေပေမဲ့ဘယ်သွားရမှန်းမသိသေးတဲ့လူနဲ့တူပါတယ်။ဘာဖြစ်လို့လဲဆိုရင် AOD အတွက် UNG ဆိုတာဗမာလူမျိုးတွေဥဆောင်တဲ့ ဘာမလီ extension တခုလိုမျိုး under the ရဲ့နောက်ဆက်တွဲလို့ဖြစ်နေတာပါပဲအဲ့ဒီတန်တရားတွေ EO တွေမှာရှိပါတယ်ဒေါ်လာရေးဟာ federal စနစ်ကိုတကယ်တမ်းအမခန့်နိုင်မလားဆိုတဲ့ယုံကြည်မှုအားနည်းနေတာတမိုင်းကိုပြန်ကြည့်လဲ EO တွေကအရင်အစိုးရတွေရဲ့ဖိနှိပ်မှုတွေကိုမေးမှာမဟုတ်ပါဘူးဒါပေမဲ့နောက်ထပ်နောက်ထပ်ရှုံနေဖို့အချိန်သူတို့အတွက်မပေးနိုင်တော့ပါဘူးမရှိတော့ပါဘူး ဒါဟာမီးလောင်ထားတဲ့အိမ်ကိုပြန်ဆောက်ဖို့ကြိုးစားနေရတယ်လို့အခြေအနေမျိုးဆိုလိုတာဖြစ်ပါတယ်ဒီတော့တော်လိုက်အောင်မြင်ဖို့ဆိုတာဘယ်လိုဖြစ်နိုင်မလဲဆိုတဲ့မိကုံးပေါ်လာပါတယ်အဓိကအပိုင်း၃ပိုင်းရှိပါတယ်စေရေးဘိုင်းဆိုင်ရာမှာ EAO တွေနဲ့ PDF တွေကြားမှာနီးပြူဟာရပူပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုပါတယ်ဒါဟာတတအင်အားတွေစုစည်းထားပေမဲ့ဦးစီးတဲ့ဗိုလ်ချုပ်ကြီးမရှိတဲ့စစ်တပ်နဲ့တူနေတဲ့သဘောကိုဆိုလိုတာဖြစ်ပါတယ် နိုင်ငံရေးပိုင်းဆိုင်ရာမှာလည်းဖက်ဒရယ်သဘောတူညီချက်ရဲ့အသေးစိတ်အချက်လက်တွေမတိချာသေးတဲ့အခြေအနေဖြစ်နေပါလေ။ဒါဟာလည်းအိမ်စားဖို့အတွက်မြေနေရာအညှိပြီးဆိုပေမဲ့ဘယ်လိုပုံစံစောင့်မလဲဆိုတာတိချာမသိသေးတဲ့အခြေအနေနဲ့တွေ့ပါလေ။နောက်ဆုံးတစ်ချက်ကယုံကြည်မှုတည်ဆောက်ရေးမှာယဉ်ကျေးစရေးဆိုင်ရာအစီအစဉ်တွေမရှိသေးပါဘူး။ကြည်ကြစီရေးဆိုတာစစ်တမ်းနဲ့မဟုတ်ပါဘူး EAO နဲ့တော်လိုင်းအင်အားစုတွေကြားဖြစ်ပါတယ်။ဒါဟာစစ်ပွဲပြီးသွားရင်ဘယ်လိုအုပ်ချုပ်မလဲဆိုတာမသိသေးတဲ့အတိုင်းပြည်တစ်ခုနဲ့တူးနေပါတယ်။ ဒါကြောင့်မဟာဗျူဟာမရှိရင်ရန်သူကသူ့ရဲ့မဟာဗျူဟာကိုအတုံးချပြီးအနိုင်ယူသွားပါလိမ့်မယ်။ဒါဟာလည်းဆိုလိုချင်တာကမြေပုံမပါပဲခရီးသွားနေတဲ့သူဟာလမ်းမရောက်ဖို့ပဲရှိတဲ့ပုံစံမျိုးကိုပြောချင်တာပါ။အီအိုရီငြိမ်နေတာနဲ့တန်တရားရှိနေတာဟာသူတို့ရဲ့ပြက်ကွက်မှုလို့လည်းပြောလို့မရပါဘူး။မဟုတ်လည်းမဟုတ်ပါဘူး။ဒါဟာတော်လိုင်းရေးကနေအစ်တစ်ခုတိစောင်းနိုင်ဖို့အတွက်ဖြည့်ရှင်းရမယ့်အဓိကပြဿနာတစ်ခုပါပဲ။ ူတို့ကိုအပြစ်မတစ်ခင်မှာသူတို့ရဲ့အခြေအနေကိုတကယ်နားလည်ဖို့လိုအပ်ပါတယ်။ယုံကြည်မှုတည်ဆောက်ဖို့အတွက်နိုင်ငံရေးဆွေးနွေးမှုတွေစတင်ဖို့လိုပါတယ်။နောက်ဆုံးမှာငြိမ်းနေတာကသူတို့မဟုတ်ပါဘူး။မျောလင့်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့တော်လှန်ရေးရဲ့အဆောက်အအုံကိုမတည်ဆောက်နိုင်သေးတာပဲဖြစ်ပါတယ်။ဒီမရှိတဲ့မြေမှာအပင်ဆိုင်ဖို့ကြိုးစားနေတာနဲ့တူပါတယ်။ တော်လိုင်းအောင်မြင်နိုင်ဖို့အတွက်ဒါကိုတိတိယအကြံဉာဏ်ပြုရမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့တော်လိုင်းရေးဟာဘက်တဖက်တဲ့တိုက်ပွဲမဟုတ်ဘူးဆိုတာနားလည်ဖို့မဖြစ်မနေလို့ပါလေမဟာဗျူဟာမရှိတဲ့စစ်ပွဲဟာခံစားချက်တစ်ခုထက်ပိုမလာပါဘူး EAO တွေဟာရှေ့တန်းကတိုက်နေတဲ့စစ်တီဟောင်းတွေနဲ့တူပါလေ PDF တွေကတော့မျော်လင့်ချက်အစ်စ်တွေနဲ့တူပါလေအဲ့နှစ်ခုကိုပေါင်းစည်းနိုင်မှတော်လိုင်းရေးဟာတကယ်တမ်းအောင်မြင်နိုင်မှာဖြစ်ပါလေ မဟုတ်ရင်ဒေါ်လာရေးဟာအဖွဲ့စည်းတွေကြားတဲ့ဘာမှမကွဲကြပဲခွဲခြားတဲ့အခြေအနေမျိုးဖြစ်နေပါလိမ့်မယ်ဒေါ်လာရေးရဲ့အနာဂတ်ဟာ EAO တွေ UNG PDF ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်ဒါဟာတိပိတ်တပင်ကြီးထွားဖို့အတွက်အမြင့်တွေအကိုင်းခတ်တွေအရွက်တွေအားလုံးညီညွတ်နေမှ ဖြစ်နိုင်တဲ့ဆိုတဲ့သဘောကိုပြောချင်တာပါ တခုခုရွက်သွားရင်တစ်ပိတ်ဟာအာနယ်နေမှာဖြစ်ပါလေအခုလို့ဒီဗီဒီယိုမှာဆွေးနွေးခဲ့တဲ့အဓိကအချက်တွေကိုပြန်ချက်ရရင် EO ရရဲ့ညင်နေတဲ့အခြေအနေဟာရိုးရှင်းတဲ့ပြဿနာတခုမဟုတ်ပါဘူးဒါဟာမြန်မာနိုင်ငံရေးရဲ့နည်းနည်းတဲ့သမိုင်းကြောင်းနဲ့ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်နေတဲ့အခြေအနေတွေကိုပေါ်ညွှန်းနေတာဖြစ်ပါတယ်ဒီထက်ဆက်ပြီးတော့စဉ်းစားဖို့အချက်တွေကတော့ကျွန်တော်တို့အနေနဲ့ EO တွေကိုဘယ်လိုနားလည်မလဲသူတို့နဲ့ဘယ်လိုယုံကြည်မှုတည်ဆောက်မလဲ ပြီးရင်ဒေါ်လာရဲ့အနာဂတ်ကိုဘယ်လိုပုံဖော်မလဲဆိုတာကိုအပြေရှာဖို့လိုအပ်ပါတယ်ကျွန်တော်မိတ်ဆွေတွေရောဘယ်လိုထင်လဲဒီဗီဒီယိုမှာဒီဆွေးနွေးမှုပေါ်မှာဒီကြောင်းရပေါ်မှာပို့ပြီးတော့ကောင်းမွန်စေလာဖို့အတွက် comment မှာပါဝင်ပြီးဆွေးနွေးပေးဖို့တောင်းဆိုချင်ပါတယ်နောက်ဆုံးအနေနဲ့ပြောရရင်တော့ဒေါ်လာရေးမှာပါဝင်တဲ့ကိုညီနိုင်တဲ့နီးလန်းတွေစစ်မှန်တဲ့မီဒီယာတွေအားပေးဖို့နဲ့လိုအပ်တဲ့တယောက်ချင်းစီတိုင်းရဲ့ပါဝင်နေမှုရက်တက်မသွားဖို့မဖြစ်မနေလိုအပ်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့တင်ပြချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါ